အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ domain testing လုပ်တဲ့အခါမှာဖြစ်ဖြစ် cyber security နဲ့ပတ်သက်တဲ့အခါမှာဖြစ်ဖြစ်အသုံးဝင်မဲ့ mini DNS အကြောင်းကိုပြောပြပေးသွားမှာဖြစ်တယ်အဲ့တော့ hacking နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့လူတွေအတွက်လည်းဒီ mini DNS ကအသုံးဝင်တယ်အဲ့တော့ဒီ mini DNS ဆိုတာဘာလဲဆိုတော့သူက operating system ထဲမှာပါပြီးသား DNS ရဲ့သဘောတရားအတိုင်းပဲသူက IP address နဲ့ domain ကို map လုပ်ပေးတယ်ဒါပေမဲ့ဒီကောင်ကတော့သူက local configuration file တစ်ခုဖြစ်တယ် Windows မှာလည်းပါတယ် Linux မှာလည်းပါတယ် iPhone ကို host file လို့ခေါ်တယ်သူမှာ extension မရှိဘူးအဲ့တော့ browser ကနေပြီးတော့ကျွန်တော်တို့ domain တွေကို access လုပ်တော့မယ်ဆိုလို့ရှိရင် DNS server ကိုမရောက်ခင်မှာ host file ထဲမှာရှိတဲ့ domain တွေကိုအရင်စစ်တယ်အကယ်မတွေ့ဘူးဆိုလို့ရှိရင် network ထဲမှာရှိတဲ့ DNS server ထဲမှာ domain ကိုရှာတယ်အကယ် DNS server ထဲမှာမတွေ့ဘူးဆိုလို့ရှိရင်တော့ error message တစ်ခု browser မှာလာပြတယ်ပေါ့ဒါကြောင့်မို့ကျွန်တော် host file ကို mini DNS တစ်ခုလို့လည်းခေါ်နိုင်တယ်အဲ့တော့ host file ကိုဘယ်နေရာမှာသုံးလို့ရလဲ host file ကို malicious website တွေ အဲဒါမှမဟုတ် adult website တွေကို blog တဲ့အခါမှာအသုံးပြုလို့ရတယ်ဒါ personal level အနေနဲ့ပေါ့နော်ပြီးတော့ဒီ website တို့မှု API ကိုကျွန်တော် domain နဲ့ testing လုပ်ခြင်းတယ်ဒါပေမဲ့ DNS propagation ကြောင့်မို့လို့ domain ကတက်မလာဘူးဒါဆိုရင် DNS server ကို bypass လုပ်ဖို့ host file ကိုအသုံးပြုလို့ရတယ် okay ဒါဆိုရင်ဒီနေရာမှာကျွန်တော် DNS propagation အကြောင်းအနည်းငယ်ဆက်ပြီးတော့ပြောခြင်းတယ်ဟော DNS propagation ဆိုတာက domain အသစ်တစ်ခုကိုကျွန်တော်ဝယ်လိုက်တဲ့အခါမှာဖြစ်ဖြစ်ဒါမှမဟုတ် domain နဲ့က DNS record တစ်ခုကိုပြောင်းလိုက်တဲ့အခါမှာဖြစ်ဖြစ် ဒီ wifi မှာရှိတဲ့ DNS server တွေမှာအလိုလျော update ဖြစ်သွားတဲ့ process တစ်ခုဖြစ်တယ်။ဒီ propagation process ကစက္ကန့်ပိုင်းနဲ့အများဆုံး82နာရီထိကြာတတ်တယ်။ဘာလို့လဲဆိုတော့ DNS server နဲ့ device တွေမှာ DNS reset ကိုတင်ထားတဲ့ cache ရှိတယ်။အဲ့ဒီ cache ထဲမှာ domain owner တွေကသတ်မှတ်ပေးလိုက်တဲ့ time to live ဆိုတဲ့ value တစ်ခုရှိတယ်။အဲ့ဒီ time to live ကစက္ကန့်ပိုင်းလည်းဖြစ်နိုင်တယ်လို့နာရီပိုင်းလည်းဖြစ်နိုင်တယ်ပေါ့နော်။ သူအတိုးကောက် TTL လို့ခေါ်တယ်။အဲ့ကောင်ကသူ expire မဖြစ်သေးသေးရေ DNS ဆင်းမှာအ DNS ဆင်းမှာရှိတဲ့ IP address ရဲ့ active ဖြစ်နေတာ။ expire ဖြစ်သွားပြီဆိုမှပြောင်းသွားတာဖြစ်တယ်။ဒါကြောင့်မလို့ update process မှာ delay ဖြစ်တယ်။နောက်တစ်ခုက internet speed နဲ့ဆိုင်နေ။သူက DNS server တွေမှာ update မဖြစ်ဘူး။ update ဖြစ်ဖို့အချိန်တစ်ခုဆောင်ရတာပေါ့နော်။အဲ့ပေါ်မှာမူတည်ပြီးတော့ DNS propagation ရဲ့ကြာချိန်ရှိတယ်။အဲ့ကဲ domain အသစ်တစ်ခုကိုကျွန်တော် register လုပ်လိုက်တယ်ဆိုလို့ရှိရင်တော့ အဲ့ domain က DNS server မှာ update ဖြစ်ဖို့ဆိုလို့ရှိရင်အနည်းဆုံး24နာရီတိစောင့်ရတယ်အကဲ domain နေ့တစ်ခုရဲ့ time to live ကိုစစ်ချင်တယ်ဆိုရင် command prompt ထဲမှာ nslookup နဲ့စစ်လို့ရတယ်ဒါကတော့ window မှာအခုလိုမျိုးစစ်လို့ရတယ်အောက်မှာတွေ့ရတယ် ttr ဆိုတာဒါ time to live value ဖြစ်တယ်5 second ပေါ့နော်အကဲ linux မှာစစ်ချင်တယ်ဆိုရင် take နဲ့စစ်လို့ရတယ် ding a ဆိုတာ a record ပြီးရင် google.com ပေါ့ ဒါဆိုရင်ဒီမှာတွေ့ရတဲ့63အဲ623ဆိုတာက TTL value ဖြစ်တယ်။ဒါဆိုရင်သူက10 minute ကြော်ကြော်ပေါ့နော်။သူ့ရဲ့ TTL value ကသတ်မှတ်ထားတယ်။အကယ်၍ global DNS propagation ဆက်ချင်တယ်ဆိုရင်ဒီ website ကနေဆက်လို့ရတယ်။ I'm tired of shit and the coffee ain't hit yet damn ain't that great Okay ဒါဆိုကျွန်တော် host file ကိုဘယ်လိုသုံးမလဲအဲ့တော့ကျွန်တော်ဒီဒီ window environment မှာ DNS propagation ကြောင့်မလို့ကျွန်တော်ရဲ့ domain က DNS ထဲမှာမရောက်သေးဘူးဆိုပါဆိုဒါဆိုရင်ကျွန်တော်ကဒီ website ကို IIS ထဲမှာ configuration နဲ့အကုန်လုပ်ပြီးသားအခုဆိုရင် domain နဲ့ဒီမှာဆိုရင် binding လုပ်ပြီးပြီအကုန် configuration တွေလိုအပ်တဲ့ configuration တွေသတ်မှတ်ပြီးပြီဒါမဲ့ browse လုပ်လိုက်တဲ့အခါမှာဒီ domain က DNS မှာမရှိသေးဘူး။ဒါကြောင့်မလို့အခုလိုမျိုး error message တစ်ခုလာပြမယ်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ local host IP address နဲ့ဒီ domain ကို map လုပ်ချင်တယ်။ window ထဲမှာပါတဲ့ host file ကိုသုံးမယ်။အ notepad တစ်ခုကို right click နဲ့ပြီးတော့ administrator နဲ့ဖွင့်လိုက်မယ်။ပြီးရင် host file ရှိတဲ့ pipeline ကြောင်းအတိုင်းတွားပြီးတော့ host file ကိုဖွင့်လိုက်မယ်။ ပြန်ဒီမှာအောက်မှာနမူနာပြထားတဲ့ map လောက်ထားတဲ့နမူနာရှိရယ်ဒီ hash တွေကဒါ comment တွေထည့်ထားဖြစ်တယ်အဲ့တော့ကျွန်တော်အောက်ဆုံးမှာ line to line အနေနဲ့ localhost ip က127.0.0.1ဒီ localhost ip နဲ့ map လောက်ခြင်းနဲ့အဲ့ဒါကျွန်တော်ရဲ့နမူနာပေါ့နော် barmistack.com ဆိုပြီးတော့ကျွန်တော် map လောက်လိုက်တယ်ပြီးရင်ဒီ file ကို save လုပ်မယ် ပြင် browser ဘက်ကိုပြန်သွားကြည့်ရဆိုလို့ရှိရင် our local host ip ကိုရောက်သွားပြီးတော့ browser မှာအခုလိုမျိုး travelw နဲ့ပြပေးမှာဖြစ်တယ်။တကယ်၍ domain name နဲ့ dns cache မှာရှိနေတယ်ဆိုလို့ရှိရင်တော့ local host ကိုမရောက်ဘဲနဲ့ cache ကအက်တစ်ဖြစ်နေတဲ့ ip နဲ့ domain ကိုရောက်သွားမှာဖြစ်တယ်။တကယ်၍ ဒီเจ้าရံနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်အောက်မှာကျွန်တော်ရေးထားတဲ့ blog post မှာလည်းပြန်ဖတ်လို့ရတယ် link ကိုတော့ description မှာကျွန်တော်ပေါ်ပြပေးထားတယ်အားလုံးပဲကျေးဇူးတင်ပါတယ်